ားလုံးဝမင်္ဂလာပါလူတချို့ပြောကြတာရှိတယ်ငွေစုကျင်တယ်ဒါပေမဲ့စုဖို့ခက်နေတယ်ဘယ်လိုစုလို့စုအောင်မသိဆိုတော့ပြောကြတာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ငွေပို့စုဖြစ်စေနိုင်တဲ့ငွေစုဖို့တော့အထောက်ပံ့ဖြစ်စေမယ်ချက်တချို့အကြောင်းကိုမျှပေးခြင်းပါပထမဆုံးအချက်ကတော့ spending habit and choice ကျွန်တော်တို့ဒီ spending habit လို့ခေါ်တဲ့ဒီအသုံးစွဲအလေးထား impact အရေးကြီးပါတယ် ော်တချို့ဝင်ဝင်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီအသုံးဆွဲမတက်တဲ့အခါအသုံးဆွဲစီကံမရှိတဲ့အခါဒီလိုပဲရှားလိုက်တုံလိုက်နဲ့မစုပြစ်ဖက်တဲ့အဲဒီလိုမျိုးပုံသွားတာလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ့်ရဲ့ choice တွေရွေးချယ်မှုတွေအရေးကြီးတယ်ကိုယ့်အတွက်ဟောပစ္စည်းတစ်ခုကျွန်တော်ဝယ်တော့မယ်သုံးတယ်မယ်ဆိုဒီပစ္စည်းကိုယ့်အတွက်အရေးကြီးလားဒါမှမဟုတ်တကယ်ရောအသုံးလို့ရလားဒါတွေကျွန်တော်တို့စစ်စစ်တတ်ဖို့အရေးကြီးပါတယ်နောက်တစ်ခုကတော့ lifestyle inflation lifestyle inflation ဆိုတာကတော့ အကိုရဲ့ဝင်ငွေတက်လာတဲ့ဝင်ငွေတိုးတက်လာတဲ့အချိန်မှာကိုရဲ့အသုံးစိတ်ကလည်းလှိုက်ပြီးတော့တက်လာတာဆိုတာဖြစ်ပါတယ်။ဥပမာတချို့ဆိုရင်အဆောက်အဦဝင်ငွေနေတဲ့အချိန်မှာ income နေတဲ့အချိန်မှာသူရဲ့အသုံးစိတ်ကလည်းနည်းနည်းပဲရှိတယ်။ဒါပေမဲ့အကျွန်တော်တို့ဝင်ငွေကောင်းလာတဲ့ဝင်ငွေတက်လာတဲ့အချိန်မှာသူရဲ့အသုံးစိတ်ကလည်းလှိုက်ပြီးတက်လာတာရှိတယ်။ဥပမာတချို့ဆိုရင်ငါအရင်တော့ဝင်ငွေနေတော့မတုံးခဲ့ရဘူး။အခုဝင်ငွေတိုးလာတဲ့အချိန်မှာစုရတယ်ပါတယ်တာတာ။ငါတုံးနေတာတုံးနေတယ်ဆိုပြီးတော့ဒါရှောက်တုံးတာလည်းရှိတယ်ပေါ့နော်။တကယ်တော့ကျွန်တော်တို့ကဝင်ငွေတိုးတက်လာတဲ့အချိန်မှာ ကိုယ့်အတွက်30ရာရှိတာလဲသုံးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့တခုဆိုရင်ဒီငွေကြေး30နဲ့ပတ်သက်လို့ဒါ second ship လို့တဲ့အကြောင်းပြောလာပြီဆိုတော့တကယ်တမ်းကိုယ့်ကိုယ်ကိုကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒီပျော်ရွှင်မှုကိုယ့်ရဲ့စိတ်ကျေနပ်မှုကိုကျွန်တော်တို့ကဒီအလုံးစုံကန့်သက်ထားဖို့မဟုတ်ဘူးကျွန်တော်တို့စူးစင်စူးတိုက်တဲ့ပမာဏနောက် investment ဆိုတဲ့အလုံးစုံလောက်ထားတဲ့ပမာဏကျွန်တော်လုပ်ဖို့လိုတယ်ပေါ့နော်ထားပါတော့ကျွန်တော်တို့ကဂျင်းအထက်ပို့ပြီးတော့7သိန်းတိုးလာတယ်ဆိုရင်ကျွန်တော်တို့9သိန်းကိုကျွန်တော်ဆိုပြီးတော့အသုံးသိန်းကိုကျွန်တော်တို့ကိုယ့်အသုံးဆွဲတဲ့ထည့်လိုက်လို့ရတာမျိုးပေါ့နော်စသဖြင့်ကျွန်တော်တို့ကဒီ တုံးတာလည်းတုံးတစ်ဖက်မှာလည်းကျွန်တော်တို့အရေးကြီးတဲ့အနာဂတ်တော့အရေးကြီးတဲ့ဒီ saving လောက်တာနဲ့ကျွန်တော် investment လောက်တာတော့ဒါမဖြစ်မနေထပ်တော့ဖို့လိုပါတယ်။နောက်တတိယအချက်ကတော့ fixed and variable cost ပေါ့နော်။နေ့စဉ်အသုံးစိတ်တွေကိုပြန်စဉ်းစားကြည့်ရင်ဒီ fixed cost လို့ခေါ်တဲ့ကျွန်တော်တို့ဒီတန်တထားတဲ့ပုံစံ cost တွေရှိတယ်ပေါ့။ပုံစံ cost တွေဥပမာအားဖြင့်ကျွန်တော်အိမ်ငှားကတို့မီတာဗီတို့နောက် transportation charges တို့ဒါတွေဆိုရင်ကျွန်တော်တို့က ဖစ်ပေါ်ဆဲမှာကျွန်တော်တို့ပါတယ်ပေါ့။ဥမာကျွန်တော်တို့ဒါတွေသွားလျှော့ဖို့ခက်တယ်။ဥမာဒါအိမ်ငါးကကျွန်တော်တို့ပုံမှန်သုံးသိန်းရှိတယ်ဆိုဒီသုံးသိန်းကျွန်တော်သွားလျှော့လို့မရ။တစ်ဖက်မှာလည်းကျွန်တော်တို့ဒီ variable cost ဆိုတာရှိတယ်။ဥမာဒါတော့ကျွန်တော်တို့ shopping tracker တို့ dining tracker တာလည်းရှိမှာ။တစ်ခါတည်းရင်ကျွန်တော်တို့ဒီကိုလိုချင်တဲ့အရာလေးတွေရှောက်ပြီးတော့ဝယ်တာရှိတယ်။တစ်ခါတည်းရင်ကျွန်တော်တို့ကဒီ Netflix တို့ပါတို့စသဖြင့်ကျွန်တော်တို့ဒီ subscribe လုပ်ပြီးတော့ entertainment ကြည့်တဲ့ဟာလည်းရှိတယ်။ဒါမျိုးတွေဆိုရင်ကျွန်တော်ကိုယ်တော်မလိုအပ်တဲ့အရာတွေပါလည်းရှိတယ်။ကျွန်တော်တို့ shop လို့ရတာပါရှိတယ်။ဥမာကျွန်တော်အပြင် tracker နေတာ အမအပတ်စဉ်ဖြစ်နေလားဒါဆိုရင်ကျွန်တော်တို့တစ်လကိုမာ၄ချိန်၅ချိန်လောက်အပြင် truck စားတာနဲ့စားရင်ကျွန်တော်တို့နှစ်ချိန်လောက်ပဲစားရမျိုးမာတစ်နှစ်ကိုကျွန်တော်တို့ trip ကို၃ခါလောက်သွားတာရင်ကျွန်တော်တို့တစ်ချိန်နှစ်ချိန်ပဲသွားတာမျိုးစားလို့ကျွန်တော်တို့ဒီငွေပို့စုဖြစ်ဖို့ဆိုရင်ကိုဒီကျွန်တော်တို့ဒီ ferry ပဲ cost တွေပေါ့နော်သူတို့ဖြင့်ကျွန်တော်တို့ short လို့ရတဲ့ဟာတွေပါလဲရှိတယ်အဲကျွန်တော်ကြည့်လို့ရပါတယ်နောက်တစ်ချက်ကတော့ emotional spending ပါကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုပဲတခုဆိုတော့ねကျွန်တော်တို့ spending habit အရေးကြီးတယ်အဲကျွန်တော်တို့ ဒီမလိုရတဲ့အရာတွေရှောက်သုံးပြစ်နေလားတခါတည်းကျွန်တော်စိတ်ခံစားချက်ကြောင့်ရှောက်သုံးတာတွေရှိတယ်တခါတည်းကျွန်တော်တို့က strategy များတဲ့ချိန်နောက်ပြင်းကြီးနေတဲ့ချိန်ဒါမျိုးတွေမှာကျွန်တော်တို့ကရှောက်သုံးပြီးတာပို့သုံးပြီးတာတွေရှိတယ်တခါတည်းကျွန်တော်ပျော်လို့ဝမ်းသာလို့ဆိုပြီးတော့ကျွန်တော်တို့ကရှောက်သုံးတာတွေရှိတယ်တခါတည်းကျွန်တော်တို့ surprise ဖြစ်လို့ကိုယ်ကတိတ်ကြိုက်လို့ကျွန်တော်တွိုင်းလိုက်တွေးလို့ဆိုပြီးတော့ဝယ်လိုက်တာတွေရှိတယ်တကယ်တမ်းတော့ DPC ကကိုယ့်အတွက်အသုံးလို့ချင်မှလို့တာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ set down တွေရဆိုလို့ရှိရင်လည်းဒီ emotional spending ကြောင့် ဒီပို့ပြီးသုံးပြတဲ့နောက်တချို့ဆိုရင်အကျွေးနှုတ်နှက်သွားတဲ့ကိစ္စတွေအများကြီးရှိတယ်ပေါ့နော်ဒီဘက်ခင်မှာတော့ကျွန်တော်တို့ပို့ပြီးတည်တာတယ်ကျွန်တော်တို့ဒီဖုန်းတစ်လုံးနဲ့ကနေပစ္စည်းတွေအစုံဝယ်လို့ရနေတယ်ကျွန်တော်တို့ဒီ digital pay တွေနဲ့လှုပ်လှုပ်ကူခြေလို့ရနေတဲ့အချိန်မှာဒါကိုယ့်ရဲ့ emotion ကိုအခြေခံပြီးတော့ဒီဝယ်တဲ့ကိစ္စတွေသုံးတဲ့ကိစ္စတွေဒါတွေကကျွန်တော်တို့တော်တော်လေး control လုပ်ဖို့လိုလာတယ်ပေါ့နော်အဲကျွန်တော်တို့ဒီ emotional spending ကိုထိန်းနိုင်ရင်လည်းကျွန်တော်တို့တစ်ဖက်မှာမလိုလားတဲ့ cost တွေချော့ချနိုင်ပြီးတော့ကျွန်တော်တို့ရဲ့ saving အတွက် တက်ပေါ်ပြီးတော့မှစုနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ financial literacy ပဲဖြစ်ပါတယ်ကျွန်တော်ငွေကြေးစီမံခေါင်းကပတ်သက်ရင်ဒါ financial literacy important အရေးကြီးပါတယ်ကျွန်တော်ဝင်ငွေစရတာနေပြီးတော့ investment တွေလောက်တာအထိပေါ့နော်အရေးကြီးတယ်ဝင်ငွေရလာပြီဆိုရင်မ budget ဆွဲဖို့လိုတယ် မှာ saving drop block investment drop block ကျွန်တော်တို့ needs drop block ကျွန်တော်တို့ wants drop block ပေါ့နော်အဲကျွန်တော်တို့ budget ဆွဲဖို့လိုတယ်ပြီးရင်တော့ကျွန်တော်တို့ဒီလိုကိုယ့်ရဲ့ငွေကိုစီမံခံဝယ်ပြီးရင်တော့ကိုယ့်ရဲ့ငွေကိုပွားအောင်ဆက်လုပ်ဖို့လိုတယ်မှာ saving ကိုကျွန်တော်တို့ဘယ်လောက်ရကန်နေလုပ်မယ်ပြီးရင်တော့ဒီ investment တွေကျွန်တော်တို့ဘယ်လိုဆက်လုပ်ပေါ့စသဖြင့်ကျွန်တော်တို့ကဒီငွေကြီးနဲ့ပတ်သက်တဲ့အသိပညာအင်တန်ရေးကြည့်ပါတယ်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့ money mindset ဖြစ်ပါတယ် ကျွန်တော်ငွေကြေးနဲ့ပတ်သက်ရင်ကိုယ့်ရဲ့ငွေကြေးပေါ်အမြင်ငွေကြေးပေါ်သဘောထားအင်တန်ရေးကြည့်ပါတယ်ကျွန်တော်တို့ပထမဆုံးဒီငွေရှားတာနေစပြီးပြောမယ်ဆိုရင်ကိုယ့်အနေနဲ့ငွေရှားတာခတ်တယ်လို့ယူဆလားနောက်တောင်းဖို့ငွေရှားတာကိုယ့်အတွက်လွယ်တယ်လို့ယူဆလားဒါလည်းကျွန်တော်တို့ရဲ့ကိုယ့်ရဲ့ mindset နဲ့အများကြီးဆိုင်တယ်ပေါ့ဒီလိုပဲကျွန်တော်တို့ကတချို့ဆိုရင်ရှိတယ်ငွေဆိုတာဒီသုံးဖို့အတွက်တသက်ပဲဆိုပြီးတော့ဒီလိုမျိုးစဉ်းစားတာရှိတယ်အဲ့တော့ဘာဖြစ်လဲဝင်ငွေရလာပြီဆိုရင်ကျွန်တော်တို့ကဒီ saving နဲ့ investment တော့မစဉ်းစားဘဲနဲ့ဒီသုံးဖို့ပဲစဉ်းစားတာရှိတယ်ပေါ့ အဲဒီလိုမျိုးနဲ့တို့ကဒီရရသုံးသုံးနဲ့ကျွန်တော်တန်တရားလဲနေတာမျိုးတွေရှိတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်ရဲ့ money mindset အရေးကြီးတယ်။ကိုယ့်နေနဲ့ငွေဆိုတာသုံးဖို့အတွက်တတ်တတ်မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ saving တွေလုပ်လို့ရတယ်။နောက်ဒီအနာဂတ်တော့ investment တွေလုပ်လို့ရတယ်။ဒါတွေလည်းကျွန်တော်တို့က three view ကိုအရေးကြီးပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းနဲ့ပတ်ဝန်းကျင်ပေါ့နော်။မလူဆိုတော့ကိုလုတ်တဲ့အရာကကိုနဲ့တော့အဓိကဆိုင်နေဒါပေမဲ့ကျွန်တော်တို့ကကိုနဲ့အဓိကဆိုင်နေပြင် ကျွန်တော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မိတ်ဆွေပေါင်းခင်းနဲ့အများကြီးဆိုင်နေဘူးကျွန်တော်ငွေချင်းနဲ့ပတ်သက်ရင်ကိုယ့်အနေနဲ့မအသုံးဆွဲချမ်းတဲ့သူတွေအသုံးဆွဲအစီကံအားနည်းတဲ့သူတွေနဲ့ကျွန်တော်တို့ပေါင်းပြီးရဆိုရင်ကျွန်တော်တို့တို့လိုက်တော့ပုံများတယ်ဥမာကိုယ့်ရဲ့မိတ်ဆွေပေါင်းခင်းနဲ့ခဏခဏဒီအပြင်ထွက်ပြီးတော့အစားတယ်တောက်တယ်ဥမာကျွန်တော်တို့ကဒီအသုံးဆွဲချမ်းတယ်ဒါဆိုရင်ကိုယ့်နဲ့တို့နဲ့လိုက်ပြီးတော့အနည်းဆုံးတော့ကျွန်တော်အားနာပြီးပဲဖြစ်ဖြစ်ပေါ့နော်လိုက်သုံးတာလေးကျွန်တော်တို့ကလိုက်ဝယ်တာလေးရှိတယ်ပေါ့နော်ဒီလိုပဲကျွန်တော်တို့က financial literacy ရှိတယ်အသုံးဆွဲစီကံရှိတယ်ဒီလိုလူတွေနဲ့ကျွန်တော်တို့က မိတ်ဆွေပေါင်းသင်းဖြစ်နေတယ်သူတို့နဲ့ကျွန်တော်တို့ကအချိန်တော်တော်များများရှိနေတယ်ဆိုရင်ဒါသူတို့လိုကျွန်တော်တို့လိုက်တော့ chance များတယ်သူကတော့ဟိုမှာဒီ saving လုပ်နေတာကျွန်တော်ဘယ်လောက်ရှိပြီ investment တွေဘယ်လောက်လုပ်ထားတယ်ရဘယ် asset တွေတော့ဝယ်ထားတယ်စသဖြင့်သိတယ်ဆိုရင်ကျွန်တော်တို့ကသူ့တိုင်းဒါလိုက်လုပ်ပြီးတော့ကျွန်တော်တို့ကိုယ့်ရဲ့ငွေကြေးကိုစီမံခန့်ခွဲတာနောက်ကိုယ့်ရဲ့ furniture ကိုအတွက်အားထုတ်တာမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်နိုင်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုယ့်ရဲ့အနာဂတ်အတွက် saving ကောင်းအောင်လုပ်နိုင်ဖို့ဆိုလို့ရှိရင်တော့ဒီချက်တွေကို 3ပြို့ဖို့ implant ရေးကြည့်ပါတို့တဲ့ငွေချင်းနဲ့ CY ဆိုင် video တွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုတော့ channel လေး subscribe လုပ်ထားလို့ရအောင်အားလုံးကျေးဇူးတင်ပါတယ်